အားလုံးပဲမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ကျမတို့ဒီတရားရုံးတက်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးအပိုင်းနဲ့ဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ရယုံတက်တဲ့လူတိုင်းကျမတို့ဆိုင်ရွက်၃ရက်ရမှာဖြစ်ပါတယ်ပထမဆိုင်ရွက်က referral letter ပါတရားရုံးသို့ရေပြောင်းခြင်းလို့အတိတ်ပဲတက်ရောက်ပါတယ် ဒုတိယဆိုင်ရွက်ကတော့ NTA လို့ခေါ်တဲ့ Notice to Appear ဖြစ်ပါတယ်။ဒီဥစ္စာကတော့မြင်တရားရုံးကိုတက်ရင်တက်မတက်ဘူးဆိုလို့ရှိရင်အာဘလူဒုက္ခကြောက်နိုင်တယ်ဆိုတာကိုတင်ပြထားတဲ့အရာဖြစ်ပါတယ်။နောက်ဆုံး NTR ဆိုတာကတော့ဒီနေရာမှာ Notice to Respond အတိပ္ပယ်ကတော့ဒီတရားရုံးမလာလိုက်လို့ရမယ့်အပြစ်ဒဏ်တွေကိုတင်ပြသွားမှာဖြစ်ပါတယ်။ ဲ့တော့ဒီ ATA ရဲ့အသေးပဲကတော့ကောင်းရှင်းရှင်းလေးပြောရလို့ရှိရင်မလာရင်ဖမ်းမာတော့မယ်ဆိုတော့အဓိကဒါကိုပဲတင်ပြသွားတာပါဒီစာရွက်မှာတော့ညညဆဆရေးထားတာတွေမပါပါဘူးဒါပေမဲ့အဲ့ဒီညညဆဆရေးမထားတဲ့စာရွက်မှာ ဖော်ပြတဲ့အချက်တိုင်းဟာတကယ်ပဲအာလက်ခံရရှိသူအတွက်ဟာထိစရာ ဖြစ်ပါတယ်ဒါကိုတိတိကျကျနားလည်မယ်ဆိုရင် ကိုတကယ်ငါပါကြခဲ့တယ်ဆိုတာကိုလေအဲ့ဒီဆိုင်ရွက်မှာတွေ့ရမှာဖြစ်ပါလေအဲ့တော့ကျမအနေနဲ့ကဘသူမဆိုကိုရထားတဲ့တရားရုံးကိုကိုလိုက်တဲ့စာတွေရတိုင်းရတိုင်းတရွက်မကြမ်းတည်ချာချာကြည့်ပါလို့အကြံပေးချင်ပါတယ်အဲ့ဒီ NTA letter မှာဆိုလို့ရှိရင် तू ကအချက်တွေအများကြီးရေးမထားပါဘူးပထမဦးစွာကအာမင်းကမြန်မာနိုင်ငံသားနော်မင်းက American citizen မဟုတ်ဘူးနော်မင်းကဘယ်လေစစ်ကဝင်လာတာနော် မင်းကဝင်လာတာလဲចောင်းသားဗီဇာနဲ့เนาะဒါပေမဲ့မင်းဘယ်နှရက်နေ့ကចောင်းသားဘဝနေရက်လိုက်တယ်လို့အဲ့ဒီလိုဖော်ပြထားပါတယ်ဆိုလိုခြင်း point ကတော့ကိုယ့်ကိုအဆိုင်လင်းချလိုက်တဲ့အချက်အချက်ရဲ့အဓိကအနှစ်တွေဖြစ်တဲ့အချက်၅ချက်ကိုဖော်ပြလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီစာရွက်ပေါ်မှာအဖြေကရှင်းရှင်းလေးပါကိုကြောက်တက်ခဲကောင်းကြောက်တက်ခဲလိမ့်မယ် အာဒီ F1 ဗီဇာနဲ့ရောက်လာပြီးကြောင်းတောင်းမှမတော်လိုက်တာရှိပါတယ်အာအဲ့ဒီလိုမျိုးတွေခါမှာငါတရားရုံးမှာဘယ်လိုရင်ဆိုင်မလဲငါတရားရုံးမှာဘာတွေတင်ပြရင်ရမလဲငါတင်ပြနိုင်ဖို့ဘယ်လိုမျိုးစာရွက်တွေကတရားရုံးကငါ့ကိုလက်ခံမလဲဒါတွေကိုကို့အနေနဲ့အာကို့ရဲ့ရှင်းနေတဲ့တိုင်မြင်ပြီးတော့ပြင်ဆင်သင့်တယ်လို့ပြောချင်ပါတယ်နောက်ဆုံးတွေ့ရကတော့ကျမတို့ NTR လို့ခေါ်တဲ့ ဒီ notice to respect ဒီ respondent ဖြစ်ပါတယ်ဒီဒီဟာကတော့သူဘာကိုဆိုလိုတာလဲဆိုရင်တော်တော်လေးကြောက်ဖို့ကောင်းပါတယ်အဲ့ဒီဆော်ရက်မှာတကယ်တော့ကိုယ်ပြစ်ဒဏ်ချမဲ့အရာတွေကိုဖော်ပြထားပါတယ်အဲ့ဒီမှာအချက်6ချက်နဲ့ဖော်ပြထားပါတယ်ပထမအချက်ကတော့ဒီစာရွက်ဟာ warning ဆိုတဲ့သတိပေးခြင်းဆိုတဲ့နံပါတ်1မင်းကိုနေနင်းတန်ပို့မဲ့ကိစ္စ မြင့်ကို deportation လုပ်မဲ့ကိစ္စဖြစ်ကြောင်းသိစေပါတယ်တဲ့နောက်တစ်ခုကတော့ကျမတို့ဒီ alien registration ပေါ့နော်ဒါကတော့ဒီရထားတဲ့စာရွက်ဟာလူတိုင်းကဒါကိုတော်တော်လေးဂယုမဆိုင်ဖဲနဲ့အာပြစ်ဆက်လက်ခတ်လုပ်ထားတဲ့လူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ကျမတို့ထပ်မှန်ပြီးတတိပေးလိုက်ချင်ပါတယ် AD ဆက်ရွက်ကလေးရတဲ့သူတိုင်းတရားရုံးတက်ဖို့ရတဲ့သူတိုင်းဟာဒီဆက်ရွက်ကလေးကိုခောက်ပြီးတော့ original ကိုအိမ်မှာထားပြီးတော့ဒီဆက်ရွက်ကိုမိမိနဲ့အတူတပါတဲ့အမြဲတမ်းစောင့်ထားပါလို့ပြောချင်ပါတယ်။ကံမကောင်းအကြောင်းမလားလို့ ICE နဲ့ပဲတွေ့တွေ့ပြဿနာပဲဖြစ်ဖြစ်ဒီဆက်ရွက်ဟာမင်းကိုကယ်တင်မဲ့ကိုယ့်ကိုကယ်တင်မဲ့ register ဆက်ရွက်ဖြစ်တယ်ဆိုတာကိုမမေ့စေချင်ပါဘူး။ဒီမှာလဲသူကအတိအကျသတိပေးထားပါတယ်။ဒီဆက်ရွက်ဟာမင်းနဲ့အမြဲတမ်း ဆောင်ထားရမယ့်မင်းရဲ့မှတ်ပုံတင်ဖြစ်ပါတယ်တဲ့အဲ့ဒါဟာ alien registration လို့ခေါ်ပါတယ်။နောက်နံပါတ်3အချက်ကတော့ကျမတို့ဒီ representation ပေါ့နော် ကိုယ့်ကို represent လုပ်မဲ့သူကဘသူလဲ။ရှင်းပြီလား။ဒုတိယမိုးရအတင်းအဖွဲတစ်ခုခုကအဲတရားရုံးကခွင့်ပြုတဲ့အရေးအချင်းပြေဝသူတူဦးဦးလား။ဒုတိယမိုး ရှေ့နေလည်းမငားနိုင်ဘူးဒီလိုလူတွေလည်းဒီလို advocacy လည်းမရှိခဲ့ဘူးဆိုလို့ရှိရင်တော့တရားရုံးဟာတင့်ကိုပတ်စံပေးเสียမလို့တဲ့အခမဲ့လိုက်ပေးမဲ့ရှေ့နေတွေရှိပါတယ်လို့သူကနေပြီးတော့မှပြောပြီးတော့ဒီဆိုင်ရွက်တွေနဲ့အတူတူအဲ့ဒီရှေ့နေတွေရဲ့ list ကိုထည့်ပေးထားပါတယ်အဲ့တော့အဲ့ဒီရှေ့နေတွေကိုသူကဒါတွေဒီကိုတရားရုံးတက်မယ်ဆိုလို့ရှိရင်10ရက်နောက်ကျ10ရက်စောပြီးတော့မခေါ်ပါဘူး အဒိတ်ကတော့၁၀ရက်လောက်ထိအောင်မြင့်ပြင်ဆင်မှာလို့ပြောတာပါဒါပေမဲ့တချို့လူတွေက ကို ချက်ချင်းပဲကြလိုက်ကြလိုက်ချင်းဟာကျွန်တော်ကိုမဟုတ်ပါဘူးချက်ချင်းပဲခေါ်ပါဆိုတဲ့စာလဲတင်ပြီးတော့ fight လို့ရပါတယ်နောက်တစ်ချက်ကတော့နံပါတ်၄ချက်ကတော့ one year asylum application deadline နဲ့တကယ်လို့ကိုဖြစ်နေတဲ့ပြဿနာတရားရုံးရောက်နေတာက asylum case မဟုတ်ဘူးဆိုပါစို့အဲ့ဒီခါမှာအဲ့ဒီတရားရုံးမှာပဲကျွန်တော်ကတော့ အဲ့ဒီလျှောက်ထားမဲ့သူကပေါ့နော်ကျွန်တော်ကအမေရိကန်နိုင်ငံရောက်တာတစ်နှစ်မကျော်သေးပါဘူးကျွန်တော်တစ်နှစ်အတွင်းမှာပဲရှိပါတယ်လို့တက်တည်ပြနိုင်နေဆိုရင်ဒီ one year deadline အရာခုလုံခွေးကို တရားရုံးမှာပဲဆက်ချင်းလျှောက်ထားပြီးတော့ဒီရရတဲ့အခွင့်အရေးနဲ့ဆက်လက်ပြီးရင်ဆိုင်ပြီးတော့တရားရုံးရင်ဆိုင်နေထိုင်သွားနိုင်ပါလေတဲ့နောက်တစ်ခုနံပါတ်5အချက်ကတော့ failure to appear ဒီတရားရုံးကို အာဘယ်လိုနီးနဲ့ပဲဖြစ်ဖြစ်မဖြစ်မနေလားပါမယ်ကြက်ွက်လို့မရပါဘူးအဲ့တော့အဲ့ဒီကြားထဲမှာအရေးကြီးဆုံးအချက်တစ်ချက်ကတော့ခဏခဏပြောခဲ့တဲ့အတိုင်းပဲကိုယ့်ရဲ့လိပ်စာပြောင်းတာတွေတယ်လီဖုန်းပြောင်းတာတွေပြောင်းလိုက်တိုင်းပို့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမပို့ခဲ့ဘူးဆိုလို့ရှိရင် DHS ကဖမ်းမှာဖြစ်ပါတယ်အခုခါမှာတော့ DHS ရဲ့ဆိုတဲ့ ICE ကဖမ်းမှာဖြစ်ပါတယ် နံပါတ်6ကတော့ကျမတို့ဒီအမှုစစ်ပြီးသွားပြီအမှုမှလည်းကြာဆုံးသွားပြီအဲ့ဒါလို့ဆိုရင်ကိုတာဝင်ကပြန်မို့ပါပဲပြန်တော့မပြန်ကျင်သေးဘူးမပြန်နိုင်ဘူးဆိုခဲ့လို့ရှိရင်ကတော့တရားရုံးကဆက်လက်ပြီးတော့တရားခံအဖြစ်နဲ့တရားဆွဲတင်ပြီးတော့အမှုကိုစစ်ဆေးသွားမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ကိုဘသာကိုပဲဟုတ်ကဲ့ကျွန်တော်နောက်ဆယ်နှစ်ကိုကျွန်တော်ကပြန်လာမှာဖြစ်တဲ့အတွက်ကြောင့် ြန်မာမယ်ဆိုပြီးတော့ကိုယ့်ရဲ့ကိုယ့်ဘာသာကိုယ် volunteer နဲ့လည်းပြန်နိုင်ပါတယ်။ကဲဒီတစ်ခေါက်မှာတော့ဖြင့်ကျမပြောသွားတာတရားရုံးနဲ့ပတ်သက်ပြီးတော့ရောက်ခဲ့မယ်ဆိုလို့ရှိရင်အရင်ကလိုမြက်ကန်းတစီမကြောက်ပါမလေးမသိဘယ်လန်းကိုရှောက်ရမှန်းမသိရှေ့နေရှာရမှန်းမသိဖြစ်နေတဲ့သူတွေနည်းနည်းလေးမျက်စိပွင့်နားပွင့်ဖြစ်သွားပါလိမ့်မယ်။မြစ်တာဖောင်ဒေးရှင်းဟာနှစ်ပေါင်း20အမေရိကန်နိုင်ငံမှာဂုံတိတ်ခါရှိရှိနဲ့ အောက်ယုံရှိနေတယ်အောက်ယုံခေါ်တဲ့ဒီ affirmative ရှိနေတယ်နောက်တစ်ခါကျမတို့တရားယုံရှိနေတယ် ਨੇ အတူလက်တွဲပြီးတော့လုပ်နေတဲ့အဖွဲ့စည်းတရဖြစ်ပါတယ်မြမအားလုံးကိုတကယ်ကိုသင်လိုက်ဦးလိုက်ကုညီပြီးတော့အောင်မြင်မှုတွေအများကြီး ਨੇ ကုညီနေတဲ့အဖွဲ့စည်းလေးဖြစ်ပါတယ်အဲ့ဒီတော့ဘယ်သူမဆိုအာမြစ်တာယုံကတင်မှာမဟုတ်ပါဘူးအာကျမတို့ဒီချိန်နေနေတင်မှာလုံးဝမဟုတ်ပါဘူး ိုဘယ်ခြေနေမှာပဲရှိရှိကိုမှာအခွင့်အရေးရှိတဲ့ကြောင်းမပြေပါနဲ့မေတ္တာကိုဆက်သွယ်ပါမေတ္တာကကုညီရန်အစင်တင်ရှိပါတယ်လို့ပြောကြရင်းနဲ့တရားယုံရောက်ပေမယ်လို့ကိုမှာအခွင့်အရေးနဲ့ညှော်လင်းချက်တွေရှိတယ်လို့ပြောကြလိုက်ပါတယ်ကျမတို့ပြန်လည်ဆုံတွေ့လိုက်ရအောင်ပါ